ဘရာဇီးလူရင်းစင်အသင်းပြအန်ဆယ်လော်တီက2026ကမ္ဘာဖလားပြိုင်ပွဲဝင်မဲ့ဘရာဇီးအသင်းမှာကြံ့ခိုင်မှုတရားရဂိုင်းလုံးရှိတဲ့ကစားသမားတွေကိုသာရွေးချယ်သွားမှာဖြစ်ပြီးကြံ့ခိုင်မှုမပြေဝရင်ဗီနီစီယပ်စ်ကိုလည်းရွေးချယ်မှာမဟုတ်ဘူးလို့ပြောကြားခဲ့ပါတယ်။လက်ရှိအချိန်မှာဆန်တိုးစ်အသင်းကနာမည်ကျော်တိုက်စစ်ကစားသမားနေမှာဟာတရားပြဒနာနဲ့ရင်ဆိုင်နေရပြီးကမ္ဘာဖလားပြိုင်ပွဲအမည်ကြံ့ခိုင်မှုပြေဝဖို့မတိကြတာကြောင့်မေးမြန်းခဲ့ရမှာအန်ဆယ်လော်တီကဗီနီစီယပ်စ်ကိုပါထည့်သွင်းပြောကြားခဲ့တာဖြစ်ပါတယ်။ ဘရာဇီးမှာအရန်ကောင်းတဲ့ကစားသမားတွေအများကြီးရှိနေပါတယ်။ကျွန်တော်အနေနဲ့ဘယ်သူတွေတန်းခိုင်မှုတရားရဂိုင်းနှုံးရှိသလဲဆိုတာရွေးချယ်ဖို့ပဲလိုအပ်ပါတယ်။နေမာရီမဟုတ်ပါဘူး။ဖီနီစီယပ်စ်လည်းဖြစ်နိုင်ပါတယ်။ Phoenicias က90ရာခိုင်နှုန်းပဲရှိမယ်ဆိုရင်တရားရာခိုင်နှုန်းရှိတဲ့တခြားကစားသမားတယောက်ကိုကျွန်တော်ခေါ်ယူမှာပါ။ဘာကြောင့်လဲဆိုတော့ဒါကပြိုင်ဆိုင်မှုအရန်ပြင်းထန်တဲ့အသင်းသင်းဖြစ်နေတာကြောင့်ပါ။အထူးသဖြင့်တိုက်ဆက်ပိုင်းမှာအရန်ကောင်းတဲ့ကစားသမားတွေအများကြီးရှိနေတာပါလို့ Ancelotti ကပြောပါရယ်။ အသက်33နှစ်ရှိပြီဖြစ်တဲ့နေမာကသူ့ရဲ့နောက်ဆုံးကမ္ဘာဖလားပြိုင်ပွဲဖြစ်လာနိုင်တဲ့2026ကမ္ဘာဖလားမှာပါဝင်ကစားခွင့်ရဖို့ဆန္ဒပြင်းပြနေပေမဲ့ဒဏ်ရာထိုးနှက်မှုတွေနဲ့ရင်ဆိုင်နေရတာကြောင့်လွဲချော်ရဖို့အလားအလာများနေကြောင်းသိရပါဗျ။25နှစ်အရွယ်ဖီနီစီယပ်ကတော့လက်ရှိအချိန်မှာဘရာဇီးလူရင်းစဉ်အသင်းရဲ့တိုက်ဆက်ကိုအဓိကဦးဆောင်နေသူဖြစ်ပါဗျ။